အခန်းဆောင်တဲ့ဆရာမမြင့်မတားနဲ့ဆိုပြီးတော့လာပြောတယ်အဲ့နဲ့သမီးကသူများတွေလည်းတားနေတယ်တီချဲဟိုမကြိုက်ဘူးဆိုရင်ပြီးတော့လည်းပြန်ဖြတ်ပေးမယ်ပြောတဲ့ဟာကိုခလေးအဖေတော့လာစောင့်ချသွားတယ်ခလေးဘလောက်စိတ်အနှောက်အယှက်ဖြစ်သွားမလဲခလေးနားမှာလာစူစောင့်လို့ကိုမရဘူးဖြေနေတဲ့စာမွက်ဖြေနေတဲ့ခလေးတယောက်ကိုခလေးအခန်းထဲနေဖြေရင်းနဲ့ငိုနေရတယ် ဂရက်ဆက်နှစ်ဆာမူဝဲအတွင်းမဖြေလို့မျှဝေလိုက်တဲ့အဖိုးတန်မိဘရင်ဖွင့်ချက်ဆာမူဝဲတစ်ခုကတာသမီတွေအတွက်တက်တန်တတဖြစ်စေဖို့လိုတာမဟုတ်လားဒီနှစ်ဂရက်ဆက်နှစ်ဆာမူဝဲဖြစ်ဆိုတဲ့ကြောင်းသူတူအတွက်မမျှော်လင့်ထားတဲ့တစုံတယောက်ရဲ့သဘောထားကသူမရဲ့အနာဂတ်ကိုထိခိုက်စေနိုင်ခဲ့ပါတယ်စာစီစာကုန်းဖြစ်ဖို့မြင်သားမိတာကတော်လန့်မှုလားဥပဒေနဲ့မညီတဲ့အမှုလား သူမရဲ့မိဘကဒီအကြောင်းကိုမိတို့ခံစားရခဲ့တယ်လေ။တမီးရဲ့အနာဂတ်ကဘလို့ရီပြောင်းလဲသွားနိုင်မလဲ။ယနေ့လက်တွေ့ဖြစ်ပျက်မှုအပေါ်မျှတမှုရှိဖို့အခြေအနေတစ်ခုကိုနားလည်စေဖို့ဒီဗီဒီယိုထဲမှာအားလုံးကိုမျှဝေလိုက်ပါရစေ။ဆယ်နဲ့ဆယ်နှစ်အခု grade တွေအတက်တက်လို့ချင်းချင်းတသားနဲ့ဖြေလို့ရအောင်ဆိုပြီးတော့တနိုင်ငံလုံးအတိုင်းအတာနဲ့စီစဉ်ပေးထားတာเนาะ။အခု12နှစ်ကြီးအခု12နှစ်ကြီးကျော်ပြီ။ခလေးကို တောင်းသွားကြိုတယ်ဆောင်းဝက်ဖြေတဲ့ဟာကို12နှစ်ထိုးကိုသွားကြိုတယ်တကြောင်လုံးကုန်တယ်ခလေးစင်းမလာဘူးရင်းနေဘလောက်ပူသွားတယ်ခလေးစင်းမလာလို့ဆီယမတွေလည်းဟိုဂိတ်ပောက်ဝဆီယမတွေလည်းအကုန်ကြောင်းပေါ်ပြေးတက်ဤတုံဘာလို့စင်းမလာတာလဲဆိုပြီးတော့ပြေးတက်တယ်နော်ပြေးတက်တော့စင်းမလာဘူးတော်တော်နဲ့စင်းမလာဘူးအဲ့ဒါလေပြီးတော့မှဆီယမတွေကတွယ်ပြီးခလေးကအငုံနဲ့စင်းလာတယ်ဘာဖြစ်လို့လဲလို့မေးတဲ့အခါကျတော့ဆာမေဝဲဖြေးနေတာဒီနေ့အင်္ဂလိပ်စာဖြေးတယ် ဂရိတ်တွဲကိုအင်္ဂလိပ်စာတီးလေးဖြည့်တယ်နော်ဖြည့်နေတဲ့ဟာကိုစာဖြည့်ခန်းထဲမှာစာဖြည့်ခန်းထဲမှာအစေးဖြည့်မလို့ခလေးကခဲတံလေးနဲ့စလုံးလေးနဲ့ညီအောင်မြင်းလေးရေးရေးလေးတားတဲ့ဟာကိုအခန်းဆောင်တဲ့ဆရာမမြင်းမတားနဲ့ဆိုပြီးတော့လာပြောတယ်အဲ့နဲ့သမီးကသူများတွေလည်းတားနေတယ်တီချဲဟိုမကြိုက်ဘူးဆိုရင်ပြီးတော့လည်းပြန်ဖြတ်ပေးမယ် ပြောတဲ့ဟာကိုကလေးအဖြေလောက်လာစောင့်ချသွားတယ်ကလေးဘလောက်စိတ်အနှောက်အယှက်ဖြစ်သွားမလဲကလေးနားမှာလာစူစောင့်လို့ကိုမရဘူးဖြေနေတဲ့စာမွက်ဖြေနေတဲ့ကလေးတယောက်ကိုကလေးအခန်းထဲနေဖြေရင်းနဲ့ငိုနေရတယ်အမဝက်ဖြေနေတဲ့ဒီ great တော့ဖြေနေတဲ့ကလေးတယောက်ဖြေတဲ့အချိန်မှာဘလောက်အရေးကြီးတယ်ဆိုတာဒါလူတိုင်းသိတယ်မိဘတိုင်းလည်းစိတ်ပူကြတာ စားဖြစ်နေတဲ့ကလေးတယောက်ကိုအဲ့လိုလာပြီးအနှောက်ယှက်ပေးရသလားအခန်းဆောင်တဲ့ဆရာမဒီပြန်ဆရာမတွေကကလေးငိုလာတွေ့တော့မှနေပါသွားလို့လို့လဲဆိုတော့မှမြေတားလို့သွားပြောတာဆိုတော့သူများတွေတားလို့ရတယ်လေဆရာမတွေကပြောတယ်ကျမမသိလို့လို့ပြောတယ်အခန်းဆောင်တဲ့ဆရာမတယောက်ကမသိရင်မပြောနဲ့လေကလေးတိုင်းတားပြီးတော့မြေတားပြီးဖြေနေတဲ့ဟာကိုမသိဘူးဆိုရင်မပြောနဲ့လေဖြေနေတဲ့ကလေးတယောက်ကိုသွားပြီးပြောတဲ့အထိလဲသူပြောလို့ရတယ် ခလေးဖြေနေတဲ့အဖြေလောကိုလာကင်ပြီးဒီလိုစောင့်ချသွားတာကြတော့အဲ့လိုတွေလုံးလို့မရဘူးလေခလေးဖြေရတာဘလောက်တိုင်းတာဒီအနောက်ဆက်ဖြစ်သွားတယ်ခလေးကသုံးတက်ကွမ်းလူရဲ့ဂျုံဂျပန်ကိုသွားထားတဲ့ခလေးတယောက်ဘလောက်အထိမျော်လင့်ချက်ကြီးထားလဲဆိုတာကိုဟောက်ကိုအတိဆုံးကိုခလေးလဲသူ့ဟာသူဘလောက်ကြိုးစားနေတနည်းပတ်လဲလုံးဘလောက်ကြိုးစားထားလဲဆိုတာအတိဆုံး ကြီးအဲ့လိုခန်းထဲမှာအဲ့လိုပြဿနာရှာတာကြတော့မကောင်းဘူးလေဖြေနေတဲ့ကလေးတယောက်ကိုအဲ့လိုနှောက်ရက်ပေးတယ်ဆိုတာမကောင်းဘူးလေအဲ့လိုနားမလဲတဲ့ဆရာမတွေအခန်းမဆောင်ခိုင်းတာအကောင်းဆုံးပဲလေကျမမသိလို့မြင်းတားတာကိုသွားပြောမိတာဆိုတာ तू ကမသိလို့သွားပြောမိပြီမဲ့ကလေးဖြေနေတဲ့ကလေးတယောက်ကိုဘလောက်နှောက်ရက်ဖြစ်သွားလဲသမီးက तू လေးပါသားဖြေစရာရှိလို့မမရဲ့ဘာမှမပြောပါနဲ့လို့ပြောပေမဲ့လို့ခုတတိ तू ကအငုံမရဘူးအခု၁၂နှစ်တည်းတစ်ချက်တည်း ဖြစ်နေပြီငိုတော့ကလေးရချော့လို့မရဘူးကျန်တဲ့ဘာသာတွေဖြေဖို့ရှိသေးတယ်လေတိုင်းပညာရေးမှုလည်းကျွန်မချက်ချင်းဖုံးဆက်ထားတယ်အဲ့ဒါအေးအေးယူပေးပါအဲ့ဆီယာမကိုအေးအေးယူပေးပါအဲ့လိုလုပ်သွားတာဟုတ် အချိန်မှာခလေးကိုလာပြီးအဲ့လိုမျိုးစာရွက်တွေလာစောင့်ချပြီးအဲ့လိုမျိုးလာလုပ်เสียရလားပြဿနာရရလားမြင်းတားဖြေလို့ဆိုပြီးအဲ့စိုးမြင်းလေးခဲတာရေးရေးတားဖြေတဲ့ဟာကိုခလေးကစလုံးလေးနဲ့ညီအောင်လို့တားဖြေတာပြင်ပြန်ဖြတ်ပေးမှာခလေးတိုင်းလည်းတားဖြေကြတယ်ဒါတားလို့လည်းရတယ်တားလို့ရတဲ့ဟာကိုမတိလို့ပြောတာပါဆိုတော့ဒီမြင့်ဆရာမတွေကဟဲ့တားလို့ရတယ်လို့ပြောတော့ तू ကမတိလို့ပါလို့ပြောတာမတိလို့ပြောเสียလားအရေးကြီးတဲ့စာတစ်ခုဖြေးနေတာသူ့မှာ၃နာရီအတွင်းမှာအချိန်လုပြီးဖြေးနေရတဲ့ကလေးတစ်ယောက်ကို ောက်ရက်ဘလောက်ဖြစ်သွားမလဲဆိုင်လက်ဆိုင်နောက်ရက်ဖြစ်တယ်အကြောင်းဘဝစောင့်နေတဲ့မိဘတွေတချောင်းလုံးကလေးတွေကုန်ပြီးစင်းမလာဘူးကလေးကဘာဖြစ်လို့မှန်းလဲမသိငါသမီးဘာများဖြစ်နေလို့လဲဆိုရင်နေဘူးထူပြီးတော့တာဝန်ရှိတဲ့သူတွေတာဝန်ရှိတဲ့သူတွေအေးအေးယူပေးပါအဲ့ကိစ္စကိုကလေးတအားနေနာတယ် ။ तू ကမပြောနဲ့အောင်လို့ပြောပြမယ်လို့ကိုကမနေနိုင်ဘူးဖြစ်နေတယ်ဘလို့မှနေလို့မရဘူးဒေါသထွက်နေတာခလေးကိုလည်းချော့လို့မရဘူး။